ဓမ္မမိတ်ဆွေတို့အပတ်စဉ်တင်းလာနေတိုင်းတင်ဆက်နေကြအတိတရားညတစ်ခုကဏ္ဍမှာတော့ပြီးကြတဲ့ပတ်ကတင်ပြခဲ့တဲ့ နောက်ဆုံးတရား၄ပါးနဲ့ကက်သလစ်အသင်းတော်၏သွန်သင်ချက်များ၎င်းနဲ့အတူသေခြင်းတရားဒီလောကရဲ့ကိုအပြစ်တရားကြောင့်ဝင်ရောက်လာဖို့ကို ဝေမျှခဲ့တယ်။ဒီတစ်ပတ်မှာတော့သေခြင်းတရားသည် လူသားအလုံးနဲ့သက်ဆိုင်သောသဘောတဘာဝဖြစ်ခြင်းအကြောင်းလေးကိုဝေမျှပေးမှာဖြစ်ပါတယ်။ အပြည့်ရင်းကြီးကျွံများဖြစ်ကြသောလူသားအလုံးသည်တေခြင်းတရား၏ကြီးကျွံများဖြစ်ကြသည်။ဒါကြောင့်အပြည့်ရင်းကြီးကျွံဖြစ်တဲ့လူသားအလုံးဟာတေခြင်းတရားကိုရင်ဆိုင်ကြရမယ်။ရှင်ပေါလုကအပြည့်ရင်းသည်လူသားအလုံးနှင့်သက်ဆိုင်တဲ့ကဲ့သို့တေခြင်းတရားသည်လည်းလူသားအလုံးနှင့်သက်ဆိုင်ကြောင်းဟောပြထားတယ်။ထို့ကြောင့်မကောင်းမှုသည်တယောက်သောသူအဖြစ်ဤလောကအတွင်းသို့ဝင်လာခဲ့၏။ထိုမကောင်းမှုအဖြစ်တေခြင်းတရားဝင်ရောက်လာခဲ့၏။ ်ဤသို့ဖြင့်လူအပေါင်းတို့သည်အပြစ်ကျူးလွန်ကြသောကြောင့်သေခြင်းသည်လူအပေါင်းတို့အပေါ်သို့တည်ရောက်လေ၏ရောမဩဝါဒစာခန်းကြီး၅ခန်းငယ်၁၂မှာရှင်ပေါလုကကျွန်တော်တို့ကို ရှင်းပြထားတယ်ဒီသေခြင်းတရားကကုသိုလ်အာကုသိုလ်လုံနိုင်ခြင်းပြုပြင်ပြောင်းလဲနိုင်ခြင်းအလုံးကိုရပ်တန့်သွားစေတယ်ယခုဘဝ၌ပြုလုပ်သောကောင်းမှုမကောင်းမှုနှင့် အချိုးညီသောစုလက်ကို နောင်ဘဝမှာခံစားရရှိမည်ဖြစ်ကြောင်း တမချန်းစာမှာသွန်သင်ထားတယ်။လာဇရုနဲ့တထေးကြီးသည်နှက်ဆိုင်လာသောကြောက်ကြီးတစ်ခုဖြင့်ခြားထားခြင်းခံရသည်။ရှင်လူကာအခန်းကြီး16အခန်းငယ်26မှာကျွန်တော်တို့ဧဝံဂေလိကျမ်းမှာမကြာခဏကြားရတယ်။လောကအသက်တာအချိန်ကာလသည် အလုံးလုံးဆောင်နိုင်သောနေ့အချိန်ကဲ့သို့ဖြစ်ပြီးတည်ဆုံးပြီးသောအချိန်ကာလသည်မြည်သူမျှအလုံးမလုံးနိုင်သောညအချိန်ကဲ့သို့ဖြစ်သည်။ရှင်ယောဟန်အခန်းကြီး9အခန်းငယ်၄ရှင်ပေါလုကဆက်လက်ပြီး တေပြီးနောက်ဘုရားရှင်ရှေ့၌စီရင်ဆုံးဖြတ်ခြင်းခံရမည်အကြောင်းကိုအောက်ပါအတိုင်းသွန်သင်ထားတယ်။ခရစ်တော်ဘုရားရှင်တရားပလင်ရှေ့၌လူအလုံးရောက်ရှိလာကြပြီးလောက၌အသက်ရှင်စဉ်ကမိမိပြုခဲ့သော ကောင်းမှုမကောင်းမှုတို့အတိုင်းစီရင်ခြင်းခံရလိမ့်မည်တဲ့။ Second Corinthian ကိုရင်သူမြို့သားတို့ထံရေးသောစာဒုတိယအဆောင်အခန်းကြီး9အခန်းငယ်10မှာဖော်ပြထားတယ်။လောကအသက်တာမှာ နောင်တတရားနဲ့ပြောင်းလဲရန်အချိန်ကာလသည်တူတောင်းသောကြောင့်တင်းတော်ရဲ့ဖခင်ကြီးတွေကလည်းထောက်ပြသွန်သင်ထားသေးတယ်။လူတူးသည်လောကမှာထွက်ခွာသွားသောအခါ၌နောင်တတရားရရန်အခွင့်အရေးမရှိတော့သလိုအပြစ်ဒဏ်ဆပ်ဖြေခြင်းကိုလည်းမပြုလုပ်နိုင်တော့အသင်းတော်ရဲ့ဖခင်ကြီးတွေကသွန်သင်ထားတဲ့အချက်ဖြစ်တယ်။ယဟန်နာကြီးစီပရီယန်ကလည်းရှင်းလင်းပြသစွာဆိုထားတာက ထိုကြောင့်လူသားများနေဖြင့်ထာဝရအသက်ကိုရရှိရန်လောကအသက်တာကို အကျိုးရှိစွာ ရှင်တန်ရမည်ဒီအချက်ကိုအထောက်အကူပြုနေတယ်သေခြင်းတရားသည်လောကခရီးစဉ်အဆုံးဖြစ်ကြောင်းကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ရဲ့မြတ်သောအယူဝါဒမှာ အောက်ပါအတိုင်းသွန်သင်ထားတယ်သေခြင်းတရားသည်လူသားတို့၏လောကဆိုင်ရာဖျားဖူးခီးစဉ်အဆုံးဖြစ်သည်ဤခီးစဉ်ချိန်ကာလ၌ဖျားသခင်သည်လူတို့အားကျေးဇူးတော်နှင့်တနာကျင်နာခြင်းကို ပေးသနာထားသည် ဤသို့ဖြင့်လူသားသည်ဖျားရှင်စီမံကိန်းတော်အတိုင်းမိမိဘဝသက်တာကိုရှင်သန်ရန်နဲ့နောက်ဆုံးပန်းတိုင်ကိုအဆုံးဖြတ်ပေးရန်ဖြစ်သည်ဤလောကနှင့်ဆိုင်ရာတစ်ခုလေးသောအသက်တာပြီးဆုံးသွားသောအခါကျွန်ုပ်တို့သည်နောက်တစ်ဖန်လောကအသက်တာကိုရကြတော့မည်မဟုတ်ပေလူသားသည်တစ်ချိန်တည်းသာသေရန်တတ်မှတ်ခြင်းခံထရ၏သေပြီးနောက်လူဝင်စားခြင်းဟူ၍လည်းမရှိပေဒီလောကအသက်တာ တေဆုံးပြီးတဲ့နောက်ကျွန်တော်တို့ဘာဆက်ဖြစ်ကြမလဲတေဆုံးပြီးတဲ့နောက်ကျွန်တော်တို့ခရိယန်တွေရဲ့ယုံကြည်ခြင်းဟာစီရင်ဆုံးဖြတ်ခြင်းကိုခံရမယ်လူသားသည်တေဆုံးပြီးတဲ့တပြိုင်နက်စီရင်စစ်ကြောခြင်းကိုခံရမည်ထိုအခါသူ၏ထာဝရကံကြမ္မာအတွက်စီရင်ဆုံးဖြတ်ခြင်းခံရမည်လူသားတဦးစီသည်တေဆုံးပြီးနောက်စီရင်စစ်ကြောခြင်းခံရမည်အကြောင်း the council of leon and florence leon mune florence mune ကျင်းပတဲ့အစည်းအဝေးကြီးကတရားဝင်ပူးတွဲကြေညာထားတယ်။အပြစ်များမှကင်းစင်သောဖြောက်မှတ်သောသူတို့၏ဝိညာဉ်သည်ကောင်းငင်နိုင်ငံသို့ဝင်ရောက်ခွင့်ရကြပြီးအပြစ်ကြီး၌တည်ဆုံသောသူတို့၏ဝိညာဉ်သည်ထာဝရငရဲ့သို့ကြားလိမ့်မည်။ယမင်းကြီးဘန်နဒစ်16ကလည်းသူ့ရဲ့စာချန်တော်ဘန်နဒီတုစ်ဒေဝုစ်မှာအောက်ပါအတိုင်းသွန်သင်ထားတယ်။ဖြောက်မှတ်သောသူတို့၏အလုံးစုံတန့်စင်သောဝိညာဉ်များသည်တည်ဆုံပြီးနောက်ချက်ချင်းသို့မဟုတ် တန့်စင်ခြင်းခံရပြီးနောက်ကောင်းငင်သို့ဝင်ရောက်ကြရလိမ့်မည်။သူတို့သည်အမှန်တကယ်မင်္ဂလာရှိသောသူများဖြစ်ကြ၏။အပြစ်ကြီးအခြေအနေ၌တည်ဆုံသောသူတို့၏ဝိညာဉ်များသည်ငရဲသို့ရောက်ကြလိမ့်မည်။ငရဲ၏ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကိုခံကြရလိမ့်မည်။လူတူချင်းစီအတွက်တီးခြားစီရင်ခြင်းတည်ရှိကြောင်းကိုလည်းတမန်ကျမ်းစာတော်မှာ အောက်ပါအတိုင်းသွန်သင်ထားတယ်။တည်ဆုံပြီးနောက်ခွဲခွာသောဝိညာဉ်များသည်သူတို့လှုပ်ဆောင်နိုင်သောအကျိုးအပြစ်တိုင်း ဆူလတ်နှင့်အပြစ်ဒဏ်ကို ရရှိကြသည်ဤအကြောင်းအရာကိုတမန်ကျမ်းစာတော်ကလာဇရုသေဆုံးချိန်၌အာဗြဟံယင်ဝင်သို့ခေါ်ဆောင်ခြင်းခံရပြီးတထေးချင်းမှုက အပြစ်ဒဏ်အတွက်ငြဲသို့ပို့ခြင်းခံရတဲ့ပုံဥပမာကနေတတိပေးနေတယ်ကယ်တင်ရှင်ခရစ်တော်သည်တေဂာနိနောင်ဒါရသောတခုအားယနေ့တွင် သူနှင့်အတူပါရာဒီဇုဘုံ၌ရှိလိမ့်မည်လို့မိန့်ကြားခဲ့တယ်။ဒါဟာကောင်းခင်ရှိခြင်းငရဲရှိခြင်းဆိုတာကို တတိပေးနေခြင်းဖြစ်တယ်။ရှင်ပေါလုကတေခြင်းတရားသည်တန်ရှင်းမြင့်မြတ်ခြင်းစီသို့ပို့ဆောင်ပေးမည်ဂိတ်တကားဖြစ်တဲ့ကဲ့သို့ခရစ်တော်နှင့်အတူရှိရလည်းဖြစ်သည်။ဖြောက်မတ်သောသူအလုံးသည်ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်ကြပြီးခရစ်တော်ဖျားရှင်ကိုတွေ့ဆုံကြရလိမ့်မည်။ဆက်လက်ပြီးကျွန်တော်တို့ကက်သလစ်အသင်းတော်ရဲ့မြတ်သောယူဝါဒမှလည်းလူတူချင်းစီသည်တေဆုံးပြီးသည့်နှစ်ကြိမ်နှင့်သူ၏မတေဆုံးနိုင်သောဝိညာဉ်သည်တရားစီရင်ခြင်းခံရမည်။ ို့နောက်သူပြုခဲ့သောအကျိုးအပြစ်တိုင်းကောင်းငင်ဒုက္ခချမ်းသာကို၎င်းသာဝရဒဏ်ခတ်ခြင်းသို့မဟုတ်အပြစ်များအတွက်စီရင်ခံရခြင်းသို့၎င်းရောက်ရှိမည်ဖြစ်သည်တမမိတ်ဆွေတို့တည်ခြင်းတရားဟာလူသားအားလုံးနဲ့သက်ဆိုင်သလိုကျွန်တော်တို့အားလုံးလည်းနောက်ဆုံးသောတနေ့မှာစီရင်ဆုံးဖြတ်ခြင်းခံကြရမယ်ဒီအရာကိုတမချမ်းစာချက်လက်တွေနဲ့ထောက်ရှုဝေမျှခဲ့ခြင်းဖြစ်တယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာတော်မူကြပါစေ။